ကေဒီနေ့ကတော့ကျွန်တော်တို့ပေါ့နော်မြန်မာနိုင်ငံမှာခဏခဏဖြစ်နေတဲ့ကြုံသားပြဿနာလေးတွေပေါ့နော်ဒီလိုခိုးလက်ရှိဖြစ်နေကြတာပေါ့နော် line တွေမှာ social media online တွေမှာနာမည်ကြီးနေကြတဲ့သတင်းတွေကိုနည်းနည်းကျွန်တော်တို့ဝင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဘသူကတာဝန်ရှိသလဲပေါ့နော်ဘသူကရေးယူဆောင်ရွက်ရမလဲဘသူကကင်တွေဖြစ်ချင်းရမလဲပေါ့နော်ဆရာဆရာမတွေလူကြီးမိဖားတွေပေါ့နော်ဒါဒီကိစ္စကကာမန်ကိစ္စတွေမဟုတ်ဘူးနော်နောက်ဆိုလို့ရှိရင်ဒီကလေးတွေအတွက်ကျွန်တော်တို့အနာဂတ်မှာ ဒီကိစ္စတွေပို့ပို့ပြီးတော့ဖြစ်လာနိုင်တာပေါ့နော်အခုပြည်စုပံအကောင်းဆုံးလက်ရှိမှာပေါ့ကလေးတွေကိုပို့ပြီးတော့မဖြစ်ရအောင်မပြင်းပေါ်ရအောင်ကင်တွေရမှာဖြစ်ရှင်းရမှာဖြစ်ပါလေဗျာဟုတ်တနေ့ကလေးပေါ့နော်ကျွန်တော်တင်ထားတဲ့ဗီဒီယိုဒီပုံမှာပေါ့နော်အဲ့လိုမျိုးကလေးတွေကိုပားရိုက်နှားရိုက်ပေါ့နော်အဲ့လိုမျိုးလှုပ်တော်တွေပြဿနာတွေမပြီးသေးနောက်တစ်ခုပြဿနာတစ်ခုကိုယောက်ျားလေးပေါ့နော်ခုចောင်းသားចောင်းသူလေးចောင်းသားလေးပေါ့နော်အထက်ကလေးရွှေပြေတာပေါ့နော် G8 အတန်းပိုင်ဆရာမမမဆုမြတ်သူကြီးလောက်ရဲကောင်းပေါ့ လောက်ရဲ့ကြောင့်ပေါ့နော်ကျောင်းသားမိဖားတွေကပွေးရှင်းဆိုပြီးတော့မျက်ဝေလာတဲ့ဗီဒီယိုတပုတ်ကိုကျွန်တော်တို့နောက်ထောင်ကြက်မှာဖြစ်ပါတယ်ဒါကတော့ကလေးတွေပေါ့နော်တကယ်မြန်မာနိုင်ငံမှာအခက်အခဲပြဿနာတွေဒီလိုရှိနေကြတာပေါ့နော်အာတချို့ဆိုလို့ရှိရင်ဒီလိုမပြောရင်မဆိုရေးပေါ့နော်အဲ့လိုမျိုး line ပေါ်မှာမတင်ရတဲ့ဟာလေးရင်မဖွင့်ရတာလေးရှိတယ်အခုကတော့ပေါ့နော်ကျောင်းသားမိဖားပွေးရှင်းပြီးဆိုပြီးတော့မျက်ဝေလာတဲ့ဗီဒီယိုတပုတ်ကိုကျွန်တော်တို့နေနေဝင်ပြီးတော့နောက်ထောင်ကြက်မှာဖြစ်ပါတယ်ဗျာလာပါရှင်ကျမက ဒီအစိုးရအကြောင်းကြီးကမလှုပ်ရှင်နိုင်လို့လှုပ်ရှင်နိုင်လို့ထုတ်ရှင်တဲ့အမိန့်ကိုထုတ်ပြီးတော့နေလားမောက်မာနေတဲ့ဆီယာမကြီးရဲ့အပြစ်အမှုတွေကိုခံစားခဲ့ရတဲ့တောင်းသားမိခင်တို့ပါဆက်ချောင်းရင်းနေရအစည်းအဝေးရှိရဲဆိုပြီးတော့နေလားအစည်းအဝေးရှိရမို့တောင်းသားမိပါတွေကိုတွေ့ဆုံမို့ဆိုပြီးတော့ အဲ G8 အတားမိုင်ဆီယာမတက်စညက်ကစညက်တဲ့စညက်တဲ့ကကျမကိုဟိုကလေးနဲ့မှားလိုက်တယ်ပေါ့နော်အဲကျမကစေးဆိုင်မှာအစေးဖမစ်စပါဟိုကျမမှာမအားတဲ့အတွက်ကြအဲ့နေချစ်ချင်းကြီးမှားတော့ကျမလည်းနောက်နေ့အလုပ်တွေနဲ့ချိန်ထားတာလွဲလို့မရတဲ့အကြောင်းလေးတွေရှိတော့ကျမကမတော်နိုင်တော့ဆီယာမကိုဖုံးစစ်ပြီးတော့ခွင်တောင်းပါတယ် လုံးဝဖုံးမကန်ပါဘူးရှင်ညနေဖက်လုံးဝဖုံးမကန်ပါဘူးဖုံးမကန်တော့ကျမနောက်နေ့နောက်နေ့ဟိုဆက်ရှိရနေ့ကြောင့်ကိုဆီယမနဲ့တွားတွေ့လိုက်တယ်ပေါ့နော်ဆီယမနဲ့တွားတွေ့လိုက်တော့ဆီယမဆီယမကျမဒီမအားတဲ့အတွက်ကြာอ๋อအကနာလေးနော်ဟိုတခုကြမ်းရလို့ပါရှင်။အော်ညနေဖြစ်တာပြန်လာတော့မေမေလောက်တာနဲ့တဲ့။တတတတကြောင်းလေးရနားရပြီတဲ့။ဟဲ့ တာလေးဒီဆီယမတ်တရားကကြောင်းနာခိုင်းနေဆိုတာဟာအပြစ်တော်တော်ကြီးလို့နေပါအပြစ်တွေလောက်ထားလဲမမေပြောမှန်တမ်းပြောဒါတွေကတောက်မှန်သိရင်တောက်မှန်ရမှာကြောင်းသားတရားကိုဆီယမတ်တရားဟာလွယ်လွယ်ကူကူမနာဘူးဟုတ်တယ်မလားကျမတို့တွေလည်းဆယ်တန်းဆယ်တန်းအောင်နေအထိကျမတို့နေခဲ့ဘူးတဲ့ဒါပေမဲ့ဒါမျိုးပြစ်ချက်ဆိုတာကျောင်းသားတရားကိုအပြစ်ကြီးရှိမှာဒါမျိုးတွေနားခိုင်းတာတွေရှိကြတယ်အဲ့တော့ကျမက နှစ်သားနဲ့နေပါအပြစ်လုံးလဲဆိုတော့ဒါမမေသားဘာမှအပြစ်မလုပ်ဘူးအဲ့လိုပြောတယ်အဲ့ဒါကျမကဆက်တညာလုံးကျမလည်းအဲ့လိုတော့မပြောဘူးကျမသားကိုကြောင်းနာလိုက်တယ်ဆိုတော့လေအဲ့ဒါကျမဆက်ရှိရင်လေကြောင်းခွင်နာနဲ့ကျမကြောင်းကြောင်းကိုသွားတယ်အစော်ကြီးသွားတယ်ကာပီဆီယမ်မနဲ့တွေ့တယ်ဆီယမ်မနဲ့တွေ့တော့ဆီယမ်မကပြောတယ်ဆီယမ်မရဲ့ကျမမနေ့တုန်းကဘလို့မှလွဲလို့မရတဲ့အကြောင်းလေးတွေရှိလို့ကျမခွင့်တိုင်တယ်ဆီယမ်မချီကိုဖုံးဆက်ပြောကျမဖုံးမကန်ဘူးကျမကိုဘာပြောလဲဆိုတော့အချောင်းပြချက်တေကိုမကြားချင်လို့ကျမဖုံးမကန်တာတဲ့ ဟုတ်ดิအဲ့တော့ကိုယ့်ဘက်ကမှားတယ်ပြကြောင်ကျမဆီယမရဲ့ဟိုကျမမာလဲအဲ့လိုအလုပ်ကလေးကြီးရှိလို့ကျမမလာနိုင်တာအခုကျမသားလေးဘာအပြစ်လုပ်လဲကျမမေးတယ်မေးတဲ့အခါကျတော့သူတို့တွေကတောင်းမှရီးစားထားတာတွေရီးစားထားတာတွေနောက်ပြီးတော့ဆေးလိပ်တောက်တာတွေနောက်ပြီးတော့ဟိုကျန်တာတော့ဒီတော့ဒီထူးထူးထူးမပြောသူပြောတာလည်းတက်ပါလေအဲ့ဒါလေးပြောဟုတ်ပြီအဲ့ဆိုကျမသားလေးဟာဆီယမပြောတယ်ဆေးလိပ်တောက်တဲ့အထိုင်းမှာပါပြီလားဆိုတော့အဲ့လိုလည်းမပါဘူး နောက်ပြီးတော့ရီစားထားတဲ့အထက်မှာရောဆီယမ်မပြောတဲ့အချိန်ကထုတ်ထားတဲ့အထက်မှာရီစားထားတာကျမသားပါပြီလားဆိုတော့မပါဘူးမပါတော့ဆီယမ်မရင်ကျမသားလေးကဘာအပြစ်မှလည်းမရှိဘူးအဲ့တော့ကျမသားလေးကိုတင်းကျမရှိမှလက်မှတ်ထိုးခိုင်းတယ်ကြီးအိတ်ကဆီယမ်မလက်မှတ်ထိုးခိုင်းတယ်လက်မှတ်ထိုးခိုင်းပြီးတော့ဆီယမ်မဘာလို့လက်မှတ်ထိုးခိုင်းလဲကျမဖုန်းနဲ့ရိုက်ဖို့လို့တော့စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတော့တပ်ပုံမရရဘူးပေါ့ ဖုန်းနဲ့ဓာတ်ပုံမရိုက်ရဘူးပေါ့ဆီယမအဲ့ဆိုကျမကိုဓာတ်ပုံရိုက်လိုက်ဆီယမဓာတ်ပုံရိုက်လိုက်ကျမကိုအင်းကျမကိုလမ်းမတင်လာဆိုတော့ဆီယမရိုက်ပိုင်ခွင့်မရှိဘူးလေဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျမသားလေးကိုဘာကိစ္စလက်မထိုးခိုင်းရတာလဲဘာအပြစ်မှမရှိဘူးနဲ့နောက်ပြီးတော့ကြောင်သားကားတဲ့ကြောင်ကိုအင်္ဂါနေ့မှလာတည့်ရမယ်တဲ့ဘုဒ္ဓမြတ်ကကြောင်၃ရက်နားတယ်ကျမသားကိုကြောင်၃ရက်နားတယ်ဆိုတော့ကျမကဆီယမရဲ့ ကျွန်မကြောင့်ဖြစ်ဖြစ်တဲ့တက်တနာအောင်ကျောင်းသားလေးတယောက်ရဲ့ကျောင်းသုံးရဲ့နားတဲ့အင်အားဆိုတာဆရာမရဲ့ကိုချင်းစာပေးပါအောင်ကျွန်မတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရအောင်ဘလို့မှမရတော့ကျွန်မအော်ဒီကျွန်မသားလည်းလက်မှတ်ထိုးရင်ဆရာမကိုတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရသူနားထားတဲ့ကျောင်းသားတွေဟာ၃ယောက်တောင်ရှိတယ် မနေ့ကကျက်စင်းလေးလုံးဝမလာဘူးအဲကျောင်းသူမလေးနားထားတယ်ကျောင်းသူမလေးလုံးဝမလာဘူးနောက်တဲ့နှစ်ပတ်နားထားတယ်ကျောင်းသားလေးတယောက်ရှိသေးတယ်ဆီယမ်မရဲ့ကျောင်းသားတယောက်ကိုကျောင်းနာရတယ်ဆိုတာကျန်တဲ့အပြစ်ကိုပေးပါကျမသားဘာအပြစ်မှလည်းမရှိဘဲနဲ့ကျမမလာတဲ့အတွက်နဲ့ညာကျမမလာတဲ့အတွက်ကြောင့်ညာဒီကျမသားကိုကျောင်းနာထားရတယ်ဆိုတာဆီယမ်မရဲ့ကိုချင်းစာပေးပါအောင်ကျမတားမှန်တယ်ဘလို့မှမရဘူးမင်းကတော့ကျမရုံးကြည့်ခံတော့ဝင်လေဝင်တဲ့အခါကျတော့ရုံးကြည့်ရဒီအမိတ်နေကို ငါရံထုတ်ပန်ခွင့်မရှိဘဲနဲ့ငါရံထုတ်ပန်ခွင့်မရှိဘဲနဲ့နင်ကဘာလို့ထုတ်ရတာလဲပေါ့နင်ကဘာလို့ထုတ်ရတာလဲဆိုတော့ तू ကသူ့အမိန့်ကိုမပြင်နိုင်ဘူးလို့ပြောတယ်ကျောင်းလုံးကြီးကဆုံးမတယ်ဒီအမိန့်ကိုပြန်တော့ကျောင်းသားတွေကိုမထုတ်နဲ့ပြဿနာတက်သွားမယ်လို့ပြောတယ်ဟုတ်တယ်ပြဿနာတက်သွားနိုင်နေပေါ့နော်ဒီအမိန့်နေဟာအဲ့တော့ဒီအမိတ်နေဟိုဟာလို့ဆိုပြီးတော့သူ့ကိုအဲ့တော့ကျမရှေ့တင်မှာစူပြီးတော့နေလာပြန်ထွက်လိုက်တယ်။ပြန်ထွက်လိုက်တော့ကျမလည်းပြန်လာခဲ့တယ်။ပြန်လာတော့ညနေကျောင်းမှာပြန်လာတော့ဒါငါအမိတ်ကိုတော့မပြင်နိုင်ဘူး။ จ้ามานานแน่ป้อตะบัวง่าอเม่งโหราไม่เปลี่ยนไหนกูจ้าง่าไม่ทินท้าอูป้อเนาะง่าไม่ทินท้าอูจ้องจียงคันแน่โหย่ําแหละง่าไม่ทินท้าอูโหลบอกเลยแหละอะง่าอเม่งโหราไม่เปลี่ยนไหนกูอะต้าอ่ะญาติเนี่ยไปจ้ามาเปลี่ยนละเนาะนี่จ้าคนเนาะจ้าไม่ทวาจินเนาะอะต้าจ้าไม่ทวาโหลไม่อยากกูจ้าตาเนี่ยจ้าเป็ดโหลไม่อยากกูตั้วอเม่งไล่ป้อมั้ยအမေလိုက်ပို့မယ်ဆိုပြီးတော့ကျမကြောင်းကိုလိုက်ပို့တယ်လိုက်ပို့တဲ့အခါကျတော့အဲ့ဆီယမ်းမနဲ့အဆီယမ်းမလေးနားနေဆောင်မှာအဲ့ ဆီယမ်မနဲ့တွေ့တော့ဆီယမ်မကျမသားဆီယမ်မပြောလိုက်တဲ့စကားတစ်ခုညဆီယမ်မပြောလိုက်တဲ့စကားတစ်ခုညကျမသားကကြောင်းမလာခြင်းဘူးလို့ပြောတယ်ဆီယမ်မကျမသားလေးကကြောင်းမလာခြင်းဒါပေမဲ့ကျမလက်ဆွဲပြီးတော့ကျမသားလေးကိုအခန်းထဲကိုခေါ်လာတယ်ဆိုတော့ကျမကိုတစ်ခါတည်းနဲ့မတူတလို့မတန်တလို့ညက်နဲ့ဘေးနဲ့ဟောဘကိုလှည့်သွားတယ်ဟောဘကိုလှည့်သွားတယ်ကျမကစိတ်အိမ်နေရမှာကျမသားចောင်းချင်နေမှာကျမသားရဲ့ တာကိုစတင်နေတဲ့ဆရာမဆိုတဲ့ဆရာမဆိုတဲ့ဂုံတိတ်ခါနဲ့ကျမလေးလေးစားစားပြောခဲ့တာဆရာမစမြတ်တဲ့ဒီအဲ့အတမ်းမဆရာမအခက်ကလေးအတမ်းမဆရာမကျမအဲ့လိုပြောခဲ့တာအဲ့ဒါကိုကျမကမတူတယ်လို့မတန်တယ်လို့နဲ့မျက်နှာကြီးမဲပြီးတော့မတကားဆိုအော်အေးသားအေးသားလို့ဆရာမချောက်လိုက်တော့အေးလာပြီလားတောင်းအခန်းထဲဝင်ကျမကျင်တတ်တယ်ဟုတ်တယ်ဟုတ် ကျွန်မကျင်လက်ပြအခုအဲ့လိုမဟုတ်ဘဲနဲ့မျက်နှာကြီးမဲပြီးတော့ဓာတ်တဲ့ပုံစံကိုမချက်တဲ့ပုံစံနဲ့ဟိုဘက်နဲ့သွားတယ်လုံးဝတစ်ခွန်းမှပြန်မပြောဘူးအဲ့ဒါနဲ့အတန်းထဲမှာမင်းကနားထားတဲ့ကောင်မလေးလာလာဆိုတော့ကျယ်စင်သိမ့်ဆိုတော့ကလေးမလေးလာလာဆိုတော့မလာဘူးမင်းတို့ကမင်းတို့ကစကောရင်းနေရမလာဘူးမလာတော့ကျမကတာဝန်ခံနဲ့တွေ့တော့တာဝန်ခံเนี่ยညှိနိုင်တယ်ထိရောက်တဲ့အရေးကြီးမှုရှိဘူးอืม ပါဇက်နဲ့ပြောတယ်ပါဇက်နဲ့ပဲအဲ့လိုလုပ်တယ်ကျမပညာရေးမှုယုံသွားတယ်တာဝန်ခံနဲ့တွေ့တယ်တာဝန်ခံဦးချစ်ကိုဆိုတဲ့လူနဲ့တွေ့တယ်တွေ့တော့ကျမဖြစ်စဉ်ကုန်စဉ်ပြောပြတော့သူကချစ်ချင်းမဲဖုံးပြောတယ်ဖုံးပြောတော့သူ့ရှေ့မှာတင်လေးစားမှုရှိလားမရှိလားဆိုတာဘလောက်မောက်ပါလဲဆိုတာအဲ့အဲ့ဆီယံမှာဘလောက်မောက်ပါလဲဆိုတာသူ့ပညာရေးမှုယုံကဆက်နေတယ်ဆိုတဲ့ဟာကိုတော့စက်ပိတ်ပလိုက်တယ်စပိတ်ပလန်ကအဲ့ခေါ်တဲ့လူတော့စိတ်တူတယ်ဟဲ့ငါ့ကိုတော့လာပြီးတော့ဟို လာပြီးတော့နေတာမထီမဲ့မြင်လောက်တယ်ဆိုတဲ့အတုံးလုံးကိုသူပြောပြီးဆရာရှိခိုးကိုလည်းတုံးပါတယ်တုံးတော့ကျမကျမကိုကျန်တဲ့ចောင်းသားတွေကျမသားလေးအတွက်တင်မဟုတ်ဘူးကျမသားလေးចောင်းတည်ရတဲ့အတွက်တင်မဟုတ်ဘူးကျန်တဲ့ចောင်းသူတွေပါဒီလိုပါဖြစ်နေပါတယ်ဆိုတဲ့ဟာကိုကျန်တဲ့ចောင်းသူတွေရတဲ့သူ့ဘက်သူလာတိုင်နေမယ်တဲ့ကျန်တဲ့ចောင်းသူတို့ကသူလာတိုင်နေမယ်တဲ့ဒါတော့ပဲပြောရဲပြောပြီးတော့ကျန်တဲ့ចောင်းသူတွေကဒါတော့ပဲဒါတော့ပဲ ဟိုဟာပြုလိမ့်မယ်ဆိုပြီးတော့နေနာကျမကိုအဲ့ဒါမျိုးပြောလိုက်တယ်ကျန်တဲ့ចောင်းသူအမေတွေကတော့သူလာတိုင်းနေမှာပေါ့ကျန်တဲ့ចောင်းသူတွေကတော့သူလာတိုင်းနေမှာပေါ့ကျမဆရာသတ်စကြည့်လိုက်အဲ့ចောင်းသူကចောင်းမလာဘူးကျမတားဟုတ်ကကျမကိုယ်တိုင်ចောင်းဖို့ခဲ့တာကျမအဲ့လိုပြောလိုက်တယ်အဲ့ဒါကိုအဲ့ညာရေးမှုကလည်းနှုတ်နဲ့ပဲပြောနှုတ်နဲ့ပဲဆုံးမှာနည်းနည်းပါးပါးလေးထိရအောင် ကျမကဖြစ်စေချင်တာအဲ့တော့ကျမသားလေးဟာအဲ့အခန်းထဲမှာတစ်နှလုံးနေရတော့မှာကျမသားလေးကိုဖိအားတွေပေးမယ်နော်ဥပမာစာမုတ်ပဲအဖြေလာတယ်မဆက်ဖက်နဲ့နေပြီးကြက်အောင်လုပ်မယ်ဆိုခဲ့လို့ရှိရင်ကျောင်းသားတယောက်ရဲ့နက်နာမှုတွေကိုအင်းတစ်ခါတာဝန်ရှိတဲ့လူကြီးမင်းတွေဘယ်လိုဖြေရှင်းပေးမှာလဲကျမသိချင်တာလေဒီလိုဟာဒါတော့ဒီဖြစ်နေတဲ့ဟာကိုဥပမာနည်းနည်းပါးပါးလေးလက်မှတ်ထိုးခိုင်း နည်းနည်းပါးပါးလေးပြောနည်းနည်းပါးပါးလေးတွေ့ဆုံလို့ကျမကျေနပ်တယ်အခုကနှောက်နေပဲပြောဒီလိုမလုံးနဲ့အင်းဒီလိုဟိုမှာမပြူပါနဲ့အင်းဟိုကလည်းတော့ချစ်ချင်းမဲ့တခါတည်းနဲ့အင်းပိုင်စိုးသူချောင်းကိုခန်းထဲကိုလာပါနဲ့ရှင်းဆိုတာနဲ့ပြီးသွားတာဒီလိုကလင်ကြက်ပြောတဲ့ဆရာကောင်မညီတဲ့ဆရာမတယောက်ကိုဒီလောက်ပဲအေးယူတာလားအင်းအေးမယူဘဲနဲ့ဒီလိုပဲဒီလိုပဲပြီးသွားရမှာလားအင်းကျမသားလေးအတွက်ကိုဘလို့နေ ဖိအားပေးမဲ့ဟာတွေဘယ်လိုအမခတ်ချက်ပေးမလဲဒီမှာတိကျင်းတယ်ဒီမှာကိုယ်လည်းကျုပ်ပြရတယ်ဒီမှာရှင်တောင်းဝင်ရှိတဲ့လူတွေများတိပါစေညင်ပါစေอืมကဲဒါကတော့အထာကလေးပေါ့နော်အထာကလေးရွှေပြေးသား G8 အတန်ပိုင်ဆရာမမဆူမြက်သေးရေပေါ့နော်လုတ်ရဲကောင်လုတ်ရဲကြောင့်ပေါ့နော်ကြောင်းသားမိဖတွေပွေးရှင်းတာပဲဖြစ်ပါဗျာကဲဒီလိုအကြောင်းလေးတွေပေါ့နော်ရှိကြတယ်မဆရာဆရာက နော်စေတနာရေးအနစ်နာရေးဝါသနာရေးသုံးတန်နဲ့ပြည့်မှဆရာလို့ခေါ်ပါရည်ချိုးဆိုရည်ဒီစေကန်းချတွေစေမင်းချတွေမရှိကြဘူးနော်မိဘဆိုတာလေးပဲနော်မေတ္တာကရုဏာဥပေက္ခမုဒိတာဆိုတဲ့ပြင်မစိုးတရားလေးပါရှိမှမိဘလို့ခေါ်ပါရည်မိဘကလေးပြင်မာနာနှိုင်းတွေဆိုတာဒီလိုဂုံဘုတ်တွေရှိလို့ပေါ့နော်ကုံဘုံတွေရှိဖို့လိုပါတယ်ဒီကုံဘုံတော်လေးပြည့်စုံဖို့လိုပါတယ်ဆရာဆိုတာကစေရနာ၃ဌာန်เนาะနဲ့ညီမဆရာလို့ခေါ်ပါရဲ့စေရနာရှိရမယ့် နော်တပည့်သားမင်းပေါ်မှာဘလိုပဲမမမှားတဲ့အကြောင်းအရာလေးကိုပေါ့နော်အကျိုးအကြောင်းနဲ့ရှင်းပြပြီးတော့တစ်ခါမှနော်ဖြောင်ရောင်ဝင်ပြီးတော့သတ်သမီးတွေလိုပဲနော်စောင့်ရှောက်ဆူဆူမမဆရာတာဝန်ရှိပါလေရကျိုးဆရာမဆိုလေနော်ဒီမှာအမပြောသွတ်သလိုပါပဲနော်မိဖတုံးတူလေးမိဖပြောသွတ်သလိုပါပဲဒီလိုပြောပြောရင်ပေါ့နော်မလုံးနဲ့မကင်နဲ့ဆိုရရှင်နော်ပြီးတော့ပြီးတော့ဆိုတော့ဒါမပြီးသေးပါဘူးနော်အကျိုးအကြောင်းလေးတွေ ကလေးကိုပေါ့နော်ဖြစ်တော်တဲ့ဟာလေးကိုပြောရှင်အောင်ပေါ့နော်နောက်တစ်ခါဒီလိုဖြစ်လာတဲ့အကြောင်းအရာလေးကိုဒီအပေါ်မှာစိတ်တွေကအမြဲတမ်းနော်စိတ်မခွရလေအောင်ပေါ့နော်စိတ်မထိခိုက်ရလေအောင်နောက်အကျိုးအကြောင်းအကျိုးဆက်လေးအကြောင်းဆက်လေးနဲ့ပေါ့နော်အကျိုးတွေအကြောင်းတွေပြပြီးတော့လေးပဲနော်ကလေးတွေကိုဆုမတင်ပါလေလင်းဆရာကျောင်းသူကြီးမိခင်လေးပြောတော့တယ်လို့ပေါ့နော်အန်သားလေးဒီကိုရောက်ပြီလားခိုင်းထဲကိုရောက်ပြီဒီလောက်ဆိုတော်ပြီလို့အစင်မပြေနိုင်ဘူးပေါ့နော်အဲ့ဒါအကျိုးအကြောင်းအကျိုးအကြောင်းအတင်လေးတွေပေါ့နော်ရှင်းပြရမေးဆိုဆုံးရမေး နော်ဥပမာလေးဥပမာဥပမေရနဲ့ရှင်းပြရမှာဖြစ်ပါလေဒါမှလေးနော်ဆရာပီတတ်မှာဖြစ်ပါလေဆရာဆိုတာဆရာဂုံဘုံနဲ့ညီဖူးလေးလိုပါတယ်ပေါ့နော်အဲ့ဒါကြောင့်ခုကတော့ကျွန်တော်ပြောချင်တာတော့မြန်မာနိုင်ငံမှာဒီလိုအခက်အခဲပြဿနာတွေရှိနေကြတယ်နော်ရှိမှလေးကျွန်တော်တို့မိခလေးဝိုင်းဖွေပြီးတော့မိခလေး၃လေးရောက်ပေါ့နော်တက်ပုံတယောက်ကရိုက်ပေါ့နော်၂ယောက်၃ယောက်ကတော့ လိုပွားရိုက်နိုင်ရတဲ့အဆင့်လေးကိုပေါ့နော်မြန်မာနိုင်ငံမှာရောက်ရှိနေတာကိုတွေ့ရှိရပါတယ်ဒါကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ social media ရောက်လာပြီဆိုလို့ရှိရင်မြန်မာတနိုင်ငံတော်မကပေါ့နော်မြန်မာတနိုင်ငံတော်ခေါနိုင်ငံတကာမှာရှိရတဲ့မြန်မာလူမျိုးတွေပေါ့နော်ဒါကြည့်ပြီးတော့ကျွန်တော်လေးကိုရင်နာစရာတွေစိတ်ထိခိုက်စရာတွေနောက်တစ်ခါပေါ့နော်ဒီလောက်တိဂုံသိက္ခာတွေကြံ့နေပြီလောက်ပေါ့နော်စေကန်တွေပြည့်နေကြပြီလောက်ကြောင်းသားတွေလူဒီလိုကြင့်နေပြီလောက်ဒီလိုလုံးနေကြပြီလောက်ဆိုတာကိုနော်လူတွေကစိတ်မကောင်းဖြစ်မှာသိချပါတယ် အဲ့ဒါကြောင့်အခုလေးပေါ့နော်အထက်ကလေးရွှေပြေးသား G8 တန်းနော်တန်းပိန်ဆရာမမာစုမြဲသေးရေပေါ့လုံရလုံရကြောင်ပေါ့နော်ဒီလိုကြုံတောင်မိဖားတွေကပွေးရှင်းလာတာပဲဖြစ်ပါတယ်အမကြီးရှင်းပြတာလေးအရင်ကောင်းပါတယ်ပေါ့နော်ဘာဖြစ်ဆိုလို့ရှိရင်ဒီလိုအခက်အခဲပြဿနာတွေကိုမရှင်းပြရင်မသိဖြစ်ပါဘူးဒီလိုရှင်းပြမှသားလေးအကျိုးအကြောင်းလေးတွေကိုသိရမှာဖြစ်ပါတယ်ဆိုတော့အမကြီးပြောတော့တဲ့ဥစ္စာပေါ့နော်နောက်ကလေးတွေလေးပေါ့နော်နောက်ကြောင်သူကြောင်သားလေးရဲ့ဒီလိုအခက်အခဲပြဿနာနာကြုံနေတဲ့ဥစ္စာပေါ့နော်ဒီလိုရင်မဖွင့်ရေးဟာလေးတွေရှိပါတယ် ဟိုကတော့အမကြီးကသူသားရဲ့ဒီလိုခက်ခဲပြက်တရာကိုဆိုရှယ်မီဒီယာမှာရင်ဖွင့်ပြလာတာပဲဖြစ်ပါလေအဲ့ဒါကြောင့်မြန်မာနိုင်ငံမှာရှိရတဲ့ဆရာဆရာမတွေပေါ့နော်ကျောင်းသားကျောင်းသူတွေကိုပေါ့နော်စေရနာအနစ်နာဝါဒနာသုံးတန်ပြည့်ပြီးတော့ဆရာရဲ့ဂုံပေါင်းတော့ညီမြအောင်နော်ထိမ့်သိမ်းစောင့်ရှောက်တော့ကြပါလို့ကျွန်တော်ကပြောစီပြောလို့ရပါတယ်ဗျာအဲ့ကြောင့်ဒီလိုအခက်အခဲပြဿနာများများညီညာဆန်းမြန်မာနိုင်ငံကြီးမှနေကြတဲ့ကျောင်းသားကျောင်းသူတွေလွတ်မြောက်နိုင်ကြပါစေ။နောက်ကြံတဲ့သူတွေလေးပေါ့နော်ဒီလိုအခက်အခဲမှာလွတ်မြောက်ဖို့အတွက်အခုလက်ရှိ နောက်အထက်ကလေးရှိပေးသား G810 ဆရာမမမမဆူမြက်သေးရေပေါ့နော်လုံရကြောင်းကျောင်းသားဝင်းဖာရင်ဖွင့်တဲ့အကြောင်းအရာလေးကလေးအရန်ကောင်းပြီးတော့ပေါ့နော်ဒီအောင်ကြည့်ပြီးတော့နောက်မဖြစ်ရလေအောင်ထင်းထင်းစောင့်ရှောက်ကြပါလို့ကျွန်တော်ရဲ့ ATT.fan နဲ့ YouTube channel ကနေပြီးတော့အနေငယ်မျှဝေပေးလိုက်ရပါတယ်ဗျာ